လိုရင်းတို့ရင်းတိတိမိမိဖြစ်စေမဲ့အကြောင်းအရာလေးတစ်ခုကောင်းကောင်းနားလည်ပြီးတော့စိတ်ထဲမှာစွဲမြဲနေအောင်မှတ်သားထားရမယ်အကြောင်းအရာတစ်ခုဓမ္မဝရပါဠိတော်ထဲမှာမှတ်တမ်းတင်ခဲ့တဲ့ကာထာလေးတစ်ပုဒ်ဧထပတ္တိမံလောကစိတ်တာရာဇရထုပမံ ယထပါဠဝိတိရန္တိနတ္ထိတင်ကောဝိဇာနတံဧထလာကြကုန်လောစိတ်တရာဇရထုပမံမင်းစည်းတဲ့ယထာတစဉ်လူစမ်းကြဲစွာဖြစ်ပေါ်နေသောဣမံလောကံဤခန္ဓာဒီဟုသောလောကဟုပတ္တအမှန်မြောင်ကြည်ရကုန် ဘုရားခေါ်ပြီးတော့တရားစကားလေးဟောတယ်နော်လာကြတဲ့ဒီခန္ဓာလေးဟူသောလောကကြီးရဲ့အကြောင်းကိုအမှန်မြင်အောင်ကြည်ကြတယ်အဒီခန္ဓာလေးဟူသောလောကကြီးဟာဘာနဲ့တူလဲဆိုရင်ဥမာလေးထည့်ပေးထားတယ်စိတ်တံရာဇရထုပမံမင်းစီးတဲ့ယထာတစဉ်လို့အလွန်မှစမ်းကြယ်စွာတိဆောက်တမ်းဖြစ်ပေါ်နေတဲ့ဘဝခန္ဓာ ဘုဘုံတို့ရဲ့ဘဝခန္ဓာကြီးဟာဘယင်စည်းတဲ့ယထာဆိုတော့တကယ်ကိုစံစမ်းကြည်စီစိတ်ကြိုက်လုပ်တာเนาะစံကြည်တဲ့တဘာဝကိုမင်းစည်းတဲ့ယထာနဲ့ဥပမာပေးတာဒီခန္ဓာကြီးရဲ့အကြောင်းကိုအမှန်မြအောင်ကြည်စာအဲ့ဒီပေးထားတဲ့ဥပမာကိုကလည်းပြောစရာစကားလေးတွေရှိတယ် ပဂတိယထာမှာမြင်းနေရာရှိရတယ်စွဲရနောက်ကယထာလိုက်သွားတော့နော်အဲ့လိုပဲဒီဘဝယထာကိုလည်းပဲနန္တရားကစွဲရုပ်တရားကလိုက်ရမြင်အောင်ကြည့်နော်စိတ်ကလေးကခုနသွားခြင်းနဲ့ဆိုရောက်သွားဘလိုလေးပြောခြင်းနဲ့ဆိုပြောပေးရတယ်စိတ်ရဲ့အလိုရုပ်ခန္ဓာကလိုက်ရဟုတ်လား စိတ်ဆွမ်းအင်နဲ့လှုပ်ရှားနေတယ်လို့ဉာဏ်မြင်လေးလည်းပြောလို့ရတယ်။နော်စိတ်ကနှိုးစော်လိုက်လို့စိတ်ဒဇဝါရောဆိုတာတွေကအလုံးလုတ်ပြီးတော့သွားတယ်လာတယ်ကိုေးတယ်ဆန်တယ်ရွေ့တယ်ရှေ့ကြည်တယ်နောက်လှဲ့တယ်ငုံတယ်မော့တယ်ဒါတွေအကုန်လုံးဟာအဓိကစိတ်ရဲ့နှိုးစော်မှုစိတ်ရဲ့ခေါင်းဆောင်မှုနဲ့ဖြစ်ပေါ်နေတဲ့လှုပ်ရှားမှု ရိုးရိုးလေးပြောရင်သေးသွားပြီ၊ကံစိတ်ဝင်ဝင်ပြင်းသွားပြီဆိုတော့ဒါကြီးကမလုံနိုင်သေးလေ။အာမမလုံနိုင်။ရှေ့ကမြင်းမပါဘဲနဲ့ယထာကြီးတွေမလုံနိုင်တော့။အာမမလုံနိုင်။မြင်းကရွှဲမှယထာပါရတယ်။ဟုတ်သလား။အဲ့တော့မြတ်စွာဘုရားပေးတဲ့ဥမာလေးတွေကဘဝဉာဏ်ရှိမယ်ဆိုလို့ရှိရင်ကြည်ကြဲပြတ်ပြတ်နားလေတဲ့အလုံးကောင်း။ ဧတပတ္တိမလောကံစိတ်တရာဇရထုပမံလာကြမင်းစည်းတဲ့ယထာတစဉ်လိုအလွန်မှစံကြဲတဲ့ဒီခန္ဓာဒီဟူသောလောကကြီးရဲ့အကြောင်းကိုအမှန်သိအောင်ကြည့်ကြလောကလို့သုံးထားပြီမယ်လို့အတိကအတ္တလောကလို့ဆိုရဲဒီဘဝခန္ဓာကြီးရဲ့အကြောင်းကိုကြည့်ခိုင်းတာလောကကတတ္တဝါတွေရဲ့နေထိုင်ရာဟောကန္တလောကဆိုပြီးတော့နားလည်ထားရှိတယ် တတဝအပေါင်းစုကိုပဲတတလောကလို့နားလည်ထားတာရှိတကယ်တကယ်ပရမတ္ထအားဖြင့်ဩကာသလောကလည်းမရှိဘူးတတလောကလည်းမရှိဘူးဘာပဲရှိလဲဆိုရင်သင်္ခါရလောကမရှိအောက်ပြန်မှုအစုရုပ်ဓာတ်အာယုံကိုတိမှုခံစားမှုမှတ်သားမှုအကောင်းဆုံးအမျိုးမျိုးတုံ့ပြန်နေမှု ဝေဒနာသင်ညာသင်္ခါရဝိညာဉ်နံတရားကိုမြတ်စွာဘုရားကအမျိုးအစား၄မျိုးခွဲပြီးတော့ရှင်းပြခန္ဓာ၅ပါးဆိုတာခန္ဓာဆိုတာအပေါင်းအစုအောက်ပြန်မှုတွေစုနေတာယူပဲခန္ဓာခံစားမှုဝေဒနာတွေရဲ့အစုအဝေးမှတ်သားမှုတင်ညာတို့ရဲ့အစုအဝေး ပြီးမှုဝိညာဉ်တို့ရဲ့အစုအဝေးအကောင်းအဆုအမျိုးမျိုးတုံ့ပြန်နေမှုစေတနာခေါင်းဆောင်တဲ့သင်္ခါရတရားတို့ရဲ့အစုအဝေးဆိုပြီးတော့အစုအဝေးကြီး၅မျိုးနဲ့တိဆောက်တဲ့ဘဝဆိုနော်